မင်္ဂလာရှိသောအချိန်ကားလေးဖြစ်ပါစေဗျာဒီနေ့မှာတော့ပရိသတ်ကြီးတို့ကပြည့်ရမန်ဇလံကောင်းလေးတစ်ပုဒ်ကိုနားဆင်ရမှာဖြစ်ပါတယ်ဗျာဇလံလေးမနားဆင်ခင်မှာကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ခဲ့ပေးကြပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ဇလံလေးကိုအခုပဲစလိုက်ကြရအောင်ပါဦးသိန်းဝင်းဟာဝင်းနဲ့တူမို့လို့တာဝန်ကြရာဒေတာမှာတာဝန်ထမ်းဆောင်နေကိုသိန်းဝင်းတာဝန်ကြရာဒေတာကတော့လမ်းပန်းဆက်သွယ်ရေးအလွန်ခက်ခဲပြီးတော့ဘာသာစကားမပေါက်ရောက်တဲ့နာဂအတိုင်းရင်းသားတွေနေထိုင်ရာတောင်ပေါ်ဒေတာလေးမှာဖြစ် ကိုသိန်းကယောက်ျားလေးမို့လို့အเจ้าမဆမ်းမိမင်းဘဝတူလုံးဖို့ကိုင်းပန်မိန်းကလေးတွေကိုတော့ကိုသိန်းအလွန်ပင်တနာမိဟုတ်တယ်မိဝေးဖာဝေးရက်မှာလာနေကြရပြီးတော့သွားလာရခက်ခဲတဲ့ဒေသမှာစားကျင်တာမစားရပတ်စံရှိရင်တောင်ဈေးနဲ့အလံဝေးတာကြောင့်ဝဲမစားရအေးလိုက်တာကလည်းမပြောနဲ့အဲ့ဒီထဲမှာမှဓလေ့မတူလူမျိုးမတူတဲ့တိုင်းရင်းသားတွေကြားမှာသူတို့နဲ့အဆင်ပြေအောင်နေပြီးတော့တောင်းဝင်ထမ်းဆောင်ရသူတို့ကနေနေငါသာပြောလို့ရှိပြီးတော့ ကလေးတွေကမွေးရဆေးဝါးနေအရန်နီးကက်လွန်းနေပဝန်းချင်းမှာရှိနေကြတာကလည်းရင်လေးစရာပဲတချို့တိုင်းရင်သားအိမ်တွေမှာတော့ကြက်ခိုးအစဉ်ပေါ်မှာဘိန်းထုတ်တွေတင်ပြီးတော့အိမ်လာလင်းလေးအချင်းချင်းမွေးရဆေးနေဧကန်တက်တဲ့အလေးချင်းတွေကိုလည်းထူးဆန်းစွာတွေ့ရစစ်သားဆိုရင်ဘာမှမသိရဲဆိုရင်လည်းမမြင်ဘူးတဲ့အုတ်ချုပ်ရည်တဲ့အလံဝေးတယ်လို့ကျမ်းမာရည်တိလေအလွန်နေပြီးတော့မသေးသင့်ပဲနဲ့တရားတဲ့သူတွေလည်းများစွာရှိတာကတော့ဝမ်းနေစရာလည်းကောင်းလာကိုသိန်းတို့လည်းအဲ့ဒီဒေသလေးမှာမိမိကြရာတောင်းဝင်းကို အခက်ခဲကြားကနေကျင်းမွန်အောင်ထမ်းဆောင်ကြရမင်းကလေးဝန်ထမ်းတွေကလည်းအဲ့ဒီဒေသကိုလာရင်တော့ပေါင်းမိရှိတွေကိုဝစ်ပြီးတော့ဆိုင်ကယ်ကယ်ရီသမားတွေကိုမြဲမြံစွာဖက်တွေထားပြီးမှဥမောတောင်တက်ခီးကိုကြောဖြတ်နိုင်မှာဖြစ်ပြီးတော့မရှက်အားကြတော့ဥသိန်းကတော့ကျမ်းမာရေးဝန်ထမ်းတအုပ်ဖြစ်ပြီးတော့ဘဝတူကျမ်းမာရေးဆရာမလေးတွေကိုလည်းကိုချင်းစားပြီးတော့အလွန်ပင်ကူညီတတ်သူမှုလို့ဆရာမလေးတွေကလည်းကူညီပြီးတော့ပျော်ပျော်နေတတ်တဲ့ကိုသိန်းကိုအလွန်ချစ်ခင်ကြဥသိန်းကတော့အသက်30ကျော်လူပြိုကြီးတယောက်လည်းဖြစ် ဆီယာမာလေးတွေများစွာတွေကမှမက်မြိုင်ဆိုတဲ့ဆီယာမာလေးကိုဥသိန်းကပို့ပြီးတော့ကူညီတတ်တယ်။မက်မြိုင်ကနေအေးပြီးတော့စိတ်ထားကောင်းပြီးတော့အလွန်ရိုးသူလေးမလို့ဥသိန်းတရောချစ်ခင်မြန်တို့မိ။မက်မြိုင်ကဥသိန်းထံအသက်နည်းငယ်ကြီးသူအပြိုကြီးတဲဦးမလို့အနေထိုင်တည်တက်လာ။ဒါပေမဲ့လည်းမက်မြိုင်ကတော့ဥသိန်းကမိမိရဲ့ဘောစေတနာပို့တာကိုကမင်းကလေးပြီးပြီးအကဲခတ်တတ်တယ်။ဒီလိုနဲ့ပဲရက်ကနေနှစ်ပြောင်းရာသီစုံဝင်တစ်ခုအိုအောင်ပြီးတဲ့အခါမှာ မြိုင်နယ်ကိုသိန်းတို့နှစ်ဦးကတရားဝင်ချစ်သူတွေဖြစ်လာကြကိုသိန်းကမဲမြိုင်ကိုမြိုင်လို့အမျက်တနိုးခေါ်တတ်တယ်လို့မြိုင်ကလည်းမောင်းလို့ခေါ်တတ်ကိုသိန်းကညာသားတစ်ဦးဖြစ်ပြီးတော့မြိုင်ကတော့အထက်သူဖြစ် ကိုသိန်းကနာဂဒေတာကမိမိရဲ့အညာဒေတာကိုပြန်လာခြင်းမြိုင်ကလည်းမိမိရဲ့အထက်ဒေတာကိုပြန်ပြောင်းခွင့်ရအဲ့ဒီခက်ခဲတဲ့ဒေတာလေးကမိမိဒေတာကိုပြန်ရောက်ကြပြီမင်းအပြည့်အဝမပြောနိုင်ကြသေးဘူးမြိုင်နဲ့ကိုသိန်းတို့နှစ်ဦးကနှီးစပ်ဖို့အရေးတွေးပြီးတော့တိုင်ပင်ရပြန် အဲ့ဒီနောက်နှစ်ဦးသားလက်ထက်လိုက်ကြပြီးတော့မြိုင်ကားကိုသိန်းရှိရာကိုအပြောင်းလျှောက်ရပြန်အဲ့ဒီချိန်မှာပဲမြိုင်ကားကိုဝင်ရှိလာပြီးတော့အသားဦးလေးကိုဖွားမြင်ခဲ့မြိုင်ကားကိုသိန်းရှိရာရက်ကိုလိုက်ပါပြောင်းရွှေ့ခွင့်ရခဲ့ပြီးတော့ကိုသိန်းတရားကိုပြောမစုံမြိုင်ဟိုလောလောဆယ်တော့မောင်းအိမ်မှာလိုက်နေပါကွာမောင်တို့နှစ်ယောက်လုံးကဝန်ထမ်းတွေဆိုတော့သားလေးကိုအမေ့စီအပ်ထားခဲ့လို့ရတာပေါ့မြိုင်ကမောင်းတဲ့ဘော်ကိုကောင်းကြိတ်ခဲ့ ဒါပေမဲ့လက်တွေ့မှာပစည်းပဇက်များတဲ့ရောက်ခမနဲ့ချွေးမကရေရှည်မအဆင်မပြေခဲ့အနေအေးတဲ့မြိုင်းပင်မောင်းအမီရဲ့စိတ်တိုင်းမကြမှုများစွာကိုလက်ခံဖို့ခက်ခဲလာတာမို့လို့မောင်းကိုမြိုင်းကချစ်လို့မောင်းစိတ်တိုင်းကြနေခဲ့တယ်နော်အခုတော့မောင်းမိမိကငွေစကားသိပ်ပြောလာပြီမောင်းမောင်းမိမိကသူ့အိမ်မှာအလကားနေတယ်ခလေးလေးထင်းရတယ်နဲ့သူ့ကိုမောင်းလားစာရဲ့သုံးပုံတပုံသူ့ကိုမောင်းလားစာရဲ့သုံးပုံတပုံ လာတိုင်းကြတော့တာလေမောင်းတီပဲလေ ခလေးကလည်းမြိုင်ကပဲခေါ်သွားတာများတယ်။သူညိုညင်မှဆိုလို့တင်နှန်းဆိုရင်တော့တားလေးကိုမြိုင်ခေါ်သွားတာပါ။မောင်းအမေအိမ်မှာ နေချင်းနေခဲ့ပါ။မြိုင်တော့တားလေးနဲ့အိမ်ကနေတော့မယ်မောင်းကိုသိန်းနားလေမြိုင်ကကိုသိန်းထဲအသက်ကြီးသူပြီးပြီးအလွန်တီးခံတတ်တော့ခုတော့မြိုင်ကတီးမခံနိုင်ပြီမို့လို့ကိုသိန်းလေမြိုင်ဆန္ဒတိုင်းအိမ်တလုံးကိုငားရနေထိုင်ကြ။မြိုင်ရဲ့စနစ်တကျစူးစောင်းထိမ့်သိမ့်မှုကြောင့်မကြမီမှာမြေခွက်လေးတစ်ခွက်ကိုဝယ်ယူနိုင်ခဲ့။ အဲ့ဒီမြေကွက်လက်လေးကိုကြည့်ပြီးတော့ကိုသိန်းတို့လင်မယာဝမ်းတာလို့မစိုးဝင်နှန်းဘွားတွေမို့လို့အိမ်ပိုင်အိုးပိုင်ရဖို့မလွယ်ဘူးခုတော့မြိုင်ကအိမ်တော်မူအထိန်သိမ်းကောင်းပြီးတော့စီစီချွေတာမူကောင်းလို့သာဒီလိုမြေကွက်ကိုပိုင်ဆိုင်ရကိုသိန်းကလည်းယောက်ျားဆိုပေမယ့်အသုံးပြုမရှိရသမျှလစာကိုမြိုင်ထံကိုအကုန်အပ်ကိုသိန်းကတခါတည်းရန်အပေါင်းသင်းတွေနဲ့ဆုံရင်အရက်ကိုစေးပြွားဖြစ်တော့တောက်တတ်ပေမယ့်မတောက်တာကတော့များတယ်။တားလေးကိုအလွန်ချစ်တာကြောင့်တားလေးအထင်သေးပြီးတော့ မိမိကိုအယက်သမားလို့ထင်မှာကိုကိုသိန်းအလွန်စိုးရိမ်မိကိုသိန်းတို့အားလက်တဲ့အချိန်မှာဝယ်ယူထားတဲ့မြေကွက်လေးမှာအချိန်ကုန်လွန်ကြအဲ့ဒီမြေကွက်ကိုရှင်းလင်းပြီးတော့ပန်းကြိုက်တဲ့မြိုင်အတွက်ပန်းလာပင်လေးတွေစိုက်ထားတယ်။နှိရှိကံအပင်တွေကိုလည်းစိုက်ပျိုးထားတယ်။ဟင်းသီးရင်းရက်တွေကိုလည်းစိုက်ပျိုးထားတယ်။ကြောင်ဝိုင်းကိုလည်းတေးတေးတက်တက်ခတ်ထားတယ်။မြိုင်ရေမြိုင်ကမောက်ထက်ကြီးတော့ပင်စင်လဲမောက်ထက်စောယူရမယ်။ဟိုတင်ရင်လဲမောက်ထက်ရင်စောတည်နိုင်ချေများတယ်။မြိုင်အရင်တည်ပြီးမှမောက်တည်ချင်တယ် ဘာလို့လဲဆိုတော့မောင်မရှိတဲ့ဘဝမှာမြိုင်သားလေးနဲ့မောင်ကိုလွန်ရင်ခံစားနေရမှာမောင်မကြည့်ရဘူး။မြိုင်မရှိတော့ရင်မောင်နဲ့သားလေးနဲ့ကအတူဝဲထားတဲ့ဟော်ရီချန်နယ်မှာတီးပင်စားပင်တွေဆိုင်နေမယ်။သားလေးအိမ်အောင်ကြပြီးတော့သားလေးမိသားစုတွေမျိုးတွေနဲ့မြိုင်အကြောင်းတွေတွင်းနေမယ်။အဲ့ဒီအချိန်ဆိုရင်ဟော်ရီနှစ်ရှိပင်အပင်လေးတွေကအရေးရာစားပင်မျိုးတွေဖြစ်နေမှာပေါ့။အနာဂတ်ကိုကြိုတွင်းရင်းနဲ့မှန်းစာပြောနေတယ် ေချင်းတရားဆိုတာကကြိုတင်တွေးဆရင်မှားတဲ့ကြောင်ကိုတင်တွေးမိရန်မပေါ်။မြိုင်ကတော့မောင်ပြောသမျှပြုံးပြီးတော့နားထောင်ပြီးတဲ့နောက်မြိုင်လည်းမောင်းထက်ရင်တေးချင်းနေ။မောင်းကိုအားကိုးပြီးတော့မြိုင်လေးမောင်းတမျက်နာနဲ့ဒီဒီသားကို လိုက်လာတာပါ။မြိုင်ဆွေမျိုးတွေမရှိတဲ့တင်းနေမြေမှာမောင်နဲ့ခြေချဖို့မြေလေးရအောင်ဝဲတယ်။ခူလေးပတ်စံစုနေတယ်။နံကက်တအိမ်လေးစောက်ပြီးရင်မြိုင်တို့အိမ်ငါးနေစရာမလိုတော့ဘူး။ တားလေးတီးတတ်တဲ့အရွယ်ရောက်ရင်တော့ကိုဝိုင်းကိုချံလေးနဲ့နေနိုင်ပါပြီအခုတော့ဒီပဝင်းချင်းကလူသိမ့်မစီသေးတော့ညာရေးညတာခတ်မှဆိုလို့မနေသေးဘူးမောင် မောင်ကဟိုးရင်နာဂတ်ဒေတာမှာအတူတောင်းဝင်ကြစဉ်ကလေးကမြန်းအတွက်သူရဲကောင်းချစ်သူဖြစ်ခဲ့သူကိုပြေကာလာမို့လို့ကျမ်းမာရေးဝန်ထမ်းဖြစ်သူကိုသိန်းတို့လင်မယာအလုံးရှုံနေကြအထူးသဖြင့်ကိုသိန်းကတော့ပို့ပြီးတော့ပြင်ပန်းနေဒါပေမဲ့ကိုသိန်းတို့ဒေတာလေးကပိုးတွေးလူနာတွေးသူနဲလို့သာတော်သေးတယ် ကိုသိန်းရဲ့တငယ်ချင်းမောင်သားဆိုသူကကိုသိန်းကိုအရက်တော့ကိုလာခေါ်တတ်မောင်သားကိုမြိုင်ကားကြည့်မရနာမည်နဲ့လိုက်အောင်တာပေါင်းညာစားတတ်သူကိုသိန်းကအာနာပြီးတော့နှစ်ညက်နေခင်တီတီမောင်သားနဲ့အရက်နဲ့ငယ်လိုက်တော့ဖြစ်နောက်ရမနဲ့လင်းတော့မြိုင်ကားကိုသိန်းကိုမောင်အရက်မတော့ပါနဲ့နည်းနည်းတော့လဲရက်များများတော့လဲရက်ပါပဲပြီးတော့မောင်ကဝန်တန်းသူများလေးစားမှုယုံကြည်မှုကင်းအောင်မနေပါနဲ့တားထင်သေးရတဲ့အဖြစ်မဖြစ်ပါစေနဲ့လူကိုဖြက်ရက်ပါ မြိုင်ကစေရနာနဲ့တတိပေးတာပါအေးပါမြိုင်ရဲ့မြိုင်မကြိုက်ရင်မောင်မတောက်တော့ဒီမနေ့မြိုင်နဲ့သားလေးပါစားဦးမှာလဲအခုကကိုဘေးနဲ့ចောင်းနေပိတ်ထားလို့သာမဟုတ်ရင်တော့ငါသားဒီချင်းကေကြီးចောင်းသားကြီးចောင်းသွားနေရပြီကဲကဲမြိုင်အေးစေထမောင်မြိုင်တို့သားမိတို့ကောင်းချင်းပေါင်းနဲ့အကျော်လေးသွားဝယ်လိုက်ဦးမယ်သားလေးကိုလည်းနှုတ်ထားလိုက်ဦးမောင်ပြန်လာမှသားလေးကိုမျက်နှာတည့်ပေးမယ်အဲဒီလိုဆိုပြီးတော့ဆိုင်ကနေထွက်ခွာသွားတယ်မြိုင်လည်းကိုသိန်းထွက်သွားတော့ သားလေးကိုနှုတ်ပြီးတော့မျက်နှာသေးရင်နဲ့သားမိနေအောင်အိမ်ရှိမှာကောင်းချင်းပေါင်းစားဖို့ပကံခွဲရောက်တွေပြင်ပြီးတော့ကော်ဖီပြော်ထားလိုက်ကိုသိန်းပြန်ရောက်လာတော့အမေသားမိတွေဟာစားသောက်ဖို့တောင်ပြင်ဆင်ထားပြီးပြီပေါ့ရွှေမြိုင်ပကံတွေတဲကိုထည့်လိုက်အောင်အဲဒီလိုဆိုပြီးတော့အကျော်နဲ့ကောင်းချင်းပေါင်းကိုမြိုင်းကိုပေးပြီးတော့ကိုသိန်းကအကျော်တစ်ခုကိုယူပြီးတော့တကိုက်ကိုက်လိုက်ပြီးအဲဒီကျော်ကိုစပွဲပေါ်တင်ပြီးတော့အာမူးလိုက်တာမြိုင်ရာ အဲ့ဒီလိုဆိုပြီးတော့ပလက်ကလေးထိုင်ပေါ်မှာထိုင်ရင်းနဲ့ငြိမ်သွားပြီမောင်နေမကောင်းလားမောင် မောင်စိုးရင်ကြီးစွာလုံနိုးပြီမယ်ကိုသိန်းကတော့နိုးမလာတော့မြိုင်ကကိုသိန်းလက်ကသွေးခုံတော်ကိုစမ်းကြည့်ပြီဖေဟာဖေဟာမောင်မောင်ဘာမှမဖြစ်ရဘူးမောင်မောင်ဘာမှမဖြစ်ရဘူးချက်ချင်းကားငါပြီးတော့ကိုသိမ်းမိခင်ရဲ့ဘေးအိမ်ကဆွေမျိုးတွေကိုအရင်ကားနဲ့ဆေးရုံလွတ်ပြီးတော့မြိုင်ကမောင်ဆေးရုံတက်ရင်လိုအပ်တဲ့အဝေးစား ပစ္စည်းတွေယူပြီးတော့ကားတစီးနဲ့ဆေးရုံကိုလိုက်လာခဲ့။မြိုင်ကစိုးရိမ်ပူပန်လွန်ပြီးတော့ဖနှက်ပင်စီးဖို့မေ့နေ။မြိုင်ဆေးရုံကိုရောက်တော့ကိုသိန်းမိခင်ငိုနေတာကိုတွေ့တော့ကားဘောကသားကိုပဲမေ့ပြီးတော့ကိုသိန်းထံကိုပြေးလာမိ။ဆရာဝန်ကြီးကိုတော့ဒါဒါကျမယောက်ျားပါ။မူးရဲဆိုပြီးတော့တတိလက်သွားလို့ဆရာခဲ့ပေးပါ။မောင်းခဲ့ပေးပါနော်။စိတ်မကောင်းပါဘူး။ဆရာမလည်းကျမ်းမာရင်ဝင်တတ်မယ်။ကိုသိန်းတယောက်ဆေးရုံကိုရောက်ကြတဲ့ကအသက်ပါမလာတော့ပါဘူး။ ။ကျွန်တော်တို့လည်းစိတ်မကောင်းပါဘူးဆရာမ။အမှန်မဟုတ်ဘူး။ချအမှန်မဟုတ်ဘူး။ငါအိမ်မှာစွန့်မတ်နေတာ။မောင်ရဲ့ဟိုညိုင်းကိုမစပါနဲ့။ဟိုအသားနဲ့ညိုင်းကိုမထားခဲ့ပါနဲ့နော်။ဘေးမှမမရှိပဲနဲ့။ညိုင်းဘယ်လိုနေရမလဲ။အဲဒီလိုငိုကြွေးပြီးတော့တတိလက်သွားတော့မြိုင်းတရားမလင်းမမောင်ဘောင်ဝင်းကြီးတို့ကမှမောင်ကိုအသေးအံလိုက်ရှာမိတွေ့ပါပြီမြိုင်းတို့အိမ်ရှိလေကတိလေးမှာမောင်တယောက မျက်နှာညှိုးငယ်စွာနဲ့ထိုင်နေမောင်မတည်ဘူးမဟုတ်လားညမြိုင်းအိမ်မဆိုးမှန်းနေတာမဟုတ်လားဟင်မြိုင်းရဲ့မောင်စိတ်မကောင်းလိုက်တာမောင်စိတ်မချနိုင်ဘူးသားလေးကိုမောင်ကြောင်းပို့ပေးခြင်းနေတယ်မြိုင်းတို့သားမိပေးမှာမောင်တက်တက်လုံးရှိနေမယ်မရဘူးမောင်မြိုင်းစီပြန်လာပါဓမ္မမဟုတ်ရင်မြိုင်းမောင်စုလိုက်လာခဲ့ပြစီ မောင်မရှိတဲ့ဘဝမှာမြိုင်မနေပြရစေနဲ့မဖြစ်ဘူးမြိုင်ตาလေးရှိသေးတယ်ตาလေးကငယ်နေသေးတယ်တွားမြိုင်တွားတော့အဲ့လိုဆိုပြီးတော့ကိုသိန်းရဲ့တွန်းထုတ်မှုကြောင့်မြိုင်လဲရုတ်တရက်လဲကြရင်လည်းတတိပြန်လဲလာအဲ့ဒီခါမှာမြိုင်ကตาလေးကိုတတိရသွားပြီးတော့ตาလေးရဲ့တန်လာပါဦးအဲ့လိုဆိုပြီးတော့မြိုင်တရားตาလေးကိုဖတ်ထားလိုက်မိ အိမ်ဘေးကညီမလိုချစ်ခင်ရသူလှုပ်ပေါ်ကိုင်ပံမဲ့ဤကမြိုင်းသတိမေ့လဲသွားလို့ဤမြိုင်းကိုစောင့်နေတာကိုသိန်းကိုသူ့အမတွေကနာရေးကူညီမှုကားနဲ့ပြန်သေးသွားပြီမြိုင်းသတိရပြီတက်တာမှာကားငါပြန်ရအောင်နော်အာတင်ထားပါတငယ်ချင်းရဲ့နေ့မှာလူမမဲသားလေးရှိသေးတယ်လေမြိုင်းရဲ့ဝမ်းနဲ့စိတ်ကမျက်ရည်တွေဖြင့်စီးကြလာပြန်တယ်အဲ့ဒီချိန်မှာသားလေးရဲ့လေးကမမေဖေဖေကအိတ်ဖဲအိတ်နေတာဟို တားနို့တာမရဘူးဖေဖေစီသွားခြင်းနဲ့ဖေဖေနဲ့သားဘော်လုံးကံမယ်လာပြန်ရအောင်မေမေမြိုင်းကိုဈေးရုံကနေအကျော်ဈေးတစ်ချောင်းကိုထိုးပေးပြီးတော့အားဈေးတစ်ချိုးပေးပြီးတော့မြိုင်းကိုဂယုဆိုင်ဖို့မှာကြပြီးအိမ်ကိုပြန်ခွင်ပြုလိုက်မောင်းအာသူဘကိုရင်းနာစွာရင်ဆိုင်ရအောင်မှမလို့မြိုင်းပြန်ခဲ့မြိုင်းအိမ်ကိုရောက်တော့အိမ်ရှိမှာကနေပြင်းထိုးပြီးတော့မောက်ယုံလောင်းကိုတင်ထားမြိုင်းကားပေါ်ကနေဆင်းရင်ခြေလမ်းတွေပင်မနေလျှောက်လန်းရ အားလုံးကမြိုင်းကိုတနာတွေမျက်လုံးတွေနေလှမ်းကြည့်နေကြ။ကောင်းချင်းပေါင်းအကျော်ရောင်းနေတော်ဆန်းကဆရာမရဲ့ဆရာသိန်းအဖြစ်ကမယုံနိုင်စရာပါ။ကျမစီကောင်းချင်းပေါင်းလာဝရင်နတ်ပြန်မနဲ့မိမနဲ့သားတို့စီထမင်းလုပ်ပေးဖို့မှာနေသေးတာ။အရွယ်ကကောင်းတော့ပညာကလည်းတော်သဘောလေးကောင်းနေစရာကောင်းရသူကလေးလာမှာပါ။မောင်းနာထဲမှာဒေါ်ဆန်းတန်ကနီးလာလိုက်ဟိုးအဝေးကြီးကလာနေတယ်လို့ဖြစ်လိုက်နေ။ မကြတဲ့ချက်ကြားတဲ့ချက်နဲ့တွေ့တွေ့ကြီးဖြစ်နေကြ။မောင်းသေးသွားပြီဆိုတာအခုထိလက်မခံလို့မရသေးဘူး။တရားနဲ့ဖြေပါလို့ပြောနေသူတွေကိုတော့မြိုင်းအားနာမိ။တကယ်တော့မြိုင်းတရားနဲ့လည်းမဖြေနိုင်။ကိုယ့်အချစ်ဆုံးသူတွေကိုဆုံရှုံသူတွေတိုင်းမြိုင်းခံစားချက်ကိုနားလည်ပါလိမ့်။မမေဖေဖေကိုခြေထောက်မှရောလက်မှရောချိုးချိထားကြတယ်။ဟိုရုံမှတာဟိုဖေဖေအိပ်ပျော်နေတာကိုလုံးကြတာ။မရဘူးကြိုးရည်ဖြစ်ပြီမမေပြောပါဦး တားရဲ့ဖီဖီကစော့နေတာသူအိတ်နေတော့သူ့ကိုကြိုးကြည့်ခိုင်းချတာသူနိုးလာရင်ကျိုးကိုဘသူချီလဲဆိုတာသူပြောပြမှာတားရဲ့ဖီဖီအိတ်ချင်အောင်စောင်းနေတာပါမမီတို့ကိုစနေတာပါတားရဲ့ကိုသိန်းလောင်းကို အခောင်းထဲထည့်ကြတော့တားကမလုံးနဲ့ဖီဖီကိုအိတ်ထဲမထည့်ကြပါနဲ့ရုပ်မာတာမမီရုပ်မာတာဖီဖီကိုအသက်ရှူမရအောင်လုပ်နေကြလား အဲ့ဒီလိုអော်ပြီးတော့လူလိန်ကိုជួយနေတာကိုကြည့်ရင်ねအများကြီးစိုးနေကြေခွဲခဲ့ရတားလိခမားအဖေးသေးသွားတာကိုပြင်မတိအိတ်နေတယ်လို့ထင်နေရှာတားရေဟိုဖေဖေကိုကတော်လိုက်ပါတားဖေဖေကိုနောက်စိုးနေနဲ့ကတော်လိုက်ပါမောင်ရေအဖေးစိုးလိုက်တာနေမကောင်းလို့ပြုစုလိုက်ရင်တော့ကြီးရောဂါနဲ့မောင်တည်သွားတာဆိုလဲဖြစ်တာပါလေအခုတော့မြိုင်းတို့တားမိကို စကားလေးတခွန်းထောင်မှာမှမသွားမောင်းမျက်နှာတရွာထင်ပြီးတော့မောင်းကို အားကိုးပြီးဒီဒေသကို လိုက်လာတာပါအခုတော့မောင်းမရှိဘဲနဲ့မြိုင်တို့အသားမိဘသူကိုအားကိုးပြီးတော့နေရမှာလေမောင်ရဲ့မောင်နဲ့တထနာတဲ့တနေရတဲ့မှာအတူလက်တွဲလာတာခုတော့မြိုင် မောင်မရှိတဲ့ဌာနလေးထဲမှာတောင်းဝင်းနေဘလို့ထမ်းဆောင်ရမလဲမောင်ရဲ့ ။မြိုင်းကိုနှုတ်ဆက်စကားလေးတော့ပြောသွားတင်တာပေါ့။တားလေးကိုလည်းနောက်ဆုံးနေနဲ့ဖခင်တယောက်ရဲ့ရင်ငွေပေးပြီးတော့နှုတ်ဆက်သွားတင်တာမဟုတ်လား။ရက်ဆက်လိုက်တဲ့ဒေချင်းတရားကမောင်ကိုမြိုင်းစကားလေးတခွန်းအောင်ပြောခွင့်မပေးပါလား။သွားနေမှာတော့မောင်ရဲ့မြိုင်းထက်အရင်သွားနေမှာတော့ချစ်ခင်မွန်ကိုသိန်းကိုနောက်ဆုံးချိန်ကတော်လိုက်။ဌာနလူကြီးကအမိန်ပြန်တန်းကိုလာရောက်ဖက်ချိန်မှာတော့မြိုင်းအံကိုချိန်ရင် ဌာနမှာထုတ်ပယ်လိုက်ပြီတင်သွားလို့ရသွားနိုင်ပါပြီပြန်တန်းဆုံးမောင်ကိုတနာလွန်ပြီးတော့မြိုင်းတယောက်သတိပင်လစ်ပြီးတော့ထပ်မံလဲကျသွားတော့အများကမြိုင်းကိုသတိလေလာဖို့နှာနှံယူကြရအလုတ်တောင်ဝင်းပေါ်အလွန်ပင်တန်မိုးချစ်ခင်တဲ့ကိုသိန်းကိုပြန်တန်းကရက်ဆက်လွန်းနေလို့ထင်မိပေမယ့်ဒုံးဆက်တိုင်းအဲ့ဒီလိုအမိန်ပေးမှသာတေးသူကနောက်ဆက်မတင်ပင်ကျွတ်လွတ်ပြီးတော့လွတ်လပ်စွာဘဝကူးနိုင်မယ်ဖြစ်တယ်အလောင်းမြေချပြီးသွားတဲ့အခါမှာမြိုင်းတို့တစ်ချိန်က မိသားစုပြောရွှင်ရာအတိုင်းမျိုးအင်္ဂလိပ်ကလည်းအခုကမှသုံးစံတစားပြင်လို့ငိန်တန်း၆တွေ့ခဲ့ကိုသိန်းကိုအရက်ခေါ်တော့သူမောင်းသားဆိုသူကကိုသိန်းစုံနာကိုလာလဲမမေးကိုသိန်းအလောင်းမြေချတာလဲလိုက်မဖို့အတော်ပြင်းနေနိုင်တဲ့အပေါင်းအသင်းဖြစ်လို့မြန်ယူမိယောက်ျားလေးတွေအပေါင်းအသင်းကြည်ပေါင်းဖို့လိုအပ်ကြောင်းမောင်းသားကတာရကကိုသိန်းအကိုဝမ်းခွေမိသားစုနဲ့ကိုသိန်းအမေတို့မြန်ရင်ကိုရောက်လာကြပြီးတော့ရက်လက်ပြီးမှသာပြန်ချမယ်လို့ဆိုပြီးတော့တော်သေး ကိုသိန်းရကိုဖြစ်သူမှာကိုတိုးလိုအမိတွင်သူဖြစ်ကိုသိန်းရလောင်းကိုမြေချပြီးတဲ့ညမှာကိုတိုးတို့လင်မယားကလည်းကိုသိန်းအိမ်မှာမြိုင်းတို့သားမီအားရှိစေဖို့လာရိုက်ပေးခဲ့တာဖြစ်မြိုင်းတို့အိယာခက်မှာမြိုင်းတို့သားမီနဲ့ကိုသိန်းရမိခင်တို့အိတ်ကြအိမ်ရှိခန်းမှာကိုတိုးတို့လင်မယားအိတ်ကြကိုတိုးအိပြောနေချိန်မှာခြေတော်ကိုတဦးတယောက်ကလာကိုင်းနေတာကြောင့်နိုးလာပြီးတော့ဟင်ညီလေးညီလေးမင်းမင်းတည်သွားပြီနော် အကိုမြိုင်းတို့သားမိကိုစောင်းလျှောက်ပေးပါဟိုကျွန်တော်သားကိုလည်းစိတ်မချအောင်သားကတိတ်ငယ်သေးတယ်မြိုင်းတို့သားမိကို ပြောပေးပါ ကျွန်တော်သူတို့သားမိပေးမှာရှိနေတယ်ညီလေးကိုသိညီလေးနေရောနေရောအော်ပြီးတော့အားလုံးကကိုတို့အတန်းကြောင့်နိုးလာကြအဲ့ဒီအချိန်မှာ ကိုတို့မိန်းမကကိုတို့ကိုတို့ဘာရီအောနေတာလဲတော့ဒီမှာတိန်လုံးရှင့်အတန်းကြောင့်နိုးလာပြီ အဲ့ဒီလိုဆိုပြီးတော့ခက်ချမ်းချမ်းလှုပ်လို့မှနိုးလာပြီသူ့အိမ်မက်ကြောင်းကိုပြောပြအဲ့ဒီခါမှတော့မြိုင်ကတနာလိုက်တာမောင်ရေမြိုင်တို့တာမိတော့ခံစားနေရရှာမှာပဲအဲ့ဒီညာမိုးလင်းတဲ့အထိမြိုင်အိတ်မပြောတော့ဝမ်းနေချင်းကိုဖက်တွေ့ရင်းနဲ့မိုးဆင်ဆင်လင်းခဲ့ရရက်လေစွန်းတို့တရားနာပြီးတဲ့ခါမှာအဖုံကြီးတွေပြန်ချသွားပြီးတဲ့ချိန်မှာကိုတို့ရဲ့မျိုးသမီးရဲ့သားတွေတစက်စက်တုံးလာပြီးတော့အတန်ကလည်းယောက်ျားတန်တယ်မြိုင်မြိုင် မြန်ရီမောင်းမမြန်တို့အမြဝေတာ မောင်းသိတယ်ဒါပေမဲ့မောင်းသာတို့မခေါ်ဘူးမြန်တို့သားမိကို မောင်းစိတ်မချဘူးမြန်တို့သားမိကိုမောင်းမခွဲနိုင်ဘူးမိုက်လိုက်တာမောင်းရဲ့သူများတွေမှာသာတို့ခေါ်ခြင်းလို့လို့ကာလာများစွာစောင့်ရတာမြန်လဲမောင်းနဲ့မခွဲနိုင်ပေမဲ့ဘဝတွေခြားသွားပြီလေမောင်းကိုတရေဘွားနဲ့တော့မြန်မတွေ့ခြင်းဘူး အဲလိုပြောပြီးမလဲမောင်ဝိညာဉ်ကထွက်သွားပြီမို့လို့မြန်ပြောတာကိုကြားမယ်မထင်တော့ကိုသိန်းနေထိုင်ရအိမ်မှာကိုသိန်းရဲ့အကြိတ်ကြောင့်တွေကိုတွေးမြင်ရတယ်လေရှိ ကိုသိန်းရဲ့သားလေးကတခါတည်းရန်တယောက်တည်းစကားပြောနေတတ်တယ်။သားကကိုသိန်းရှိတုန်းကလိုပဲပျော်ပါနေတတ်တယ်။သားကလူတအူးတယောက်နဲ့ဘောလုံးကန်နေတယ်လို့စွန့်နေတာကိုကြည့်ရင်းနဲ့မြိုင်ခေါင်းရမ်းမိလိုက်။မြိုင်ဆုံးဖြတ်ချက်တစ်ခုကိုအချားလိုက်မိ။မြိုင်လားစာမဲခွင့်တင်ပြီးတော့မြိုင်ရဲ့မိဘတွေရှိရာအရက်ကိုပြန်သွားခဲ့ မြိုင်မသွားမီအပြောင်းရွှေ့လျှောက်လွှာတွေရင်းနေတဲ့ချိန်စာရွက်ကိုတစုံတစ်ယောက်ကဆွဲယူလိုက်သလိုလွင့်ထွက်သွားတယ်။မြိုင်ကစာရွက်တွေကို ပြန်ကောက်လိုက်ပြီးတော့မြိုင်ကိုခွင်းလွတ်ပါမောင်။မြိုင်ဒီမှာထက်နေရင်မောင်ထိထက်ပိုဒုက္ခရောက်မယ်။မောင်ရဲ့မကြွမလွတ်တဲ့ဘဝကိုမြိုင်မကြည့်ရတော့ဘူး။သားနဲ့မောင်ကလည်းဘဝချနေပါပြီ။မြိုင်ကိုပြောင်းခွင့်ပြုပါတော့။မောင်လည်းအေးချမ်းရဘဝတစ်ခုမှရှိနေတင်ပါပြီ။ အဲလိုဆိုပြီးတော့ရှောက်လွားတွေအပြေးရေးပြီးတော့တင်လိုက်တော့တယ်။မြိုင်းတို့သားမီဇာတိကိုပြန်ရောက်ပြီးတော့တိတ်မကြမီကိုသိမ်းမိခင်ကြီးကမြိုင်းထံဖုံးဆက်လာတယ်။ကိုသိမ်းဝိညာဉ်ကကိုတို့ရဲ့မျိုးသမီးထံထပ်မံဝင်ပူးပြီးတော့သူကျွလွတ်ချင်မိဖြစ်ကြောင်းမြိုင်းတို့သားမီပြန်လာပြီးတော့သူ့အတွက်ရည်စူးပြီးတော့ဆုံးကပ်ပေးစေလိုကြောင်းမြိုင်းတို့သားမီကိုနောက်ဆုံးကြီးဝင်ရလိုကြောင်းနဲ့သူသာရုခေါ်မယ်ဆိုတဲ့ကြောင်းဖုံးဆက်လာပြီးတော့မြိုင်းမျက်ရည်ချားကနေပြုံးလိုက်မိဒီပြုံးကမောင်းတည်သွားပြီးတဲ့ချိန်ကစပြီးတော့ မြိုင်းတယောက်ပထမဆုံးပြုံးမိခဲ့တာဖြစ်မြိုင်းမင်းမင်းနဲ့မြိုင်းတို့သားမိလေမောင်တို့အလူပြူအမြဝေပေးဖို့ရည်ရွယ်ချက်နဲ့မောင်နဲ့တူနေဘူးတဲ့မောင်စာတီးရက်ကအိမ်လေးစီကိုပြန်လဲရောက်ရှိလာခဲ့ဒါပေမဲ့ဒီတခါမြိုင်းမျက်ရည်မကြတော့ပါမြိုင်းမျက်ရည်တွေကမောင်ဘဝအေးချမ်းမှုတွေအတားအဆီးတွေပင်မဟုတ်လားမြိုင်းလည်းမောင်တို့ရည်စုပြီးတော့တန်ငါတော်တွေကိုစွန့်ခဲဝယ်လူပဲဝိထုအဆုစုတို့ကိုလူတန်းလိုက်ဆရာတော်ကတရားဟောရမှာကိုသိန်းနာမည်ကိုအချင်းချင်းခေါ်ပြီးတော့ တရားပြပြီးအမြပေးဝေတော့မြိုင်နယ်တရားနာပရိသတ်တွေကဝမ်းမြောက်ဝမ်းသာသာဓုခေါ်ကြ။တာဓုခေါ်ပြီးသွားတဲ့အခါမှာထူးခြားတဲ့အမွေရင်နဲ့တစ်မျိုးကိုရလိုက်ကြ။မြိုင်ရင်ထဲမှာပီတိများဝေပြီးတော့ကြက်သိန်းတွေပင်ထားသွားမိ။တွေးဆုံခြင်းကခွဲခွာခြင်းမှသာအဆုံးသတ်ခဲ့ပြီ။အော်ဘဝတကွေမှာတခဏသာဆုံစည်းကြရပေမယ့်တယောစီအကျိုးကတော့ဖြတ်ဖို့ခက်ခဲကြ။ကိုသိန်းနဲ့မြိုင်တို့ရဲ့ဖြစ်ကတက်တည်ပြနေပါတော့ ပရိသတ်ကြီးများခင်ဗျာဇလန်းလေးကတော့ဒီမှာတင်ပြည့်စုံသွားပါပြီခင်ဗျာနားဆင်ရပြီခဲ့ကြတဲ့ပရိသတ်တွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဗျာ